ယာတီဥရုဖောက်ပြန်မှုနဲ့အတူစားထွက်နှုံကြာဆင်းမှုကြောင့်မူမီနယ်ထွက်နီလန်းစားစီစံချိန်တင်မြင့်တက်လာတယ်လို့စားတောင်သူတွေကတန်လင်တိုင်းကိုပြောပါတယ်။စားမထွက်မီကတပိဒါကျက်200ဝန်းကျင်သာရှိခဲ့တဲ့နီလန်းစားကျန်းစီဟာအခုမေလပထမပတ်ကစပြီးတပိဒါကိုကျက်650ဝန်းကျင်ထိစံချိန်တင်ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။ဒီလန်စာကျန်းစီဟာရာသီဥတုပေါက်ပြဲမှုကြောင့်စားထွက်နှုံသီးသီးသာကျဆင်းလာတာတခြားဒေသတွေကပါလာရောက်ဝေယူကြတဲ့အတွက်စားစင်းနှုံခုန်တက်လာတာဖြစ်ပါတယ် စားတောင်သူတူကတော့နေလန်းစားစင်းလုံးမြင့်တက်လာရတာဟာစားထွက်နှုံထက်ဝက်ကြဆင်းလာမှုနဲ့တူရန်ကုန်ဘက်ကလာရဝယ်ယူမှုကြောင့်လို့ပြောပါတယ်ဘယ်လိုချင်းနေကြလဲဆိုတော့အထွက်နှုံစားထွက်နှုံနဲ့လို့ပေါ့စားကတော့ဒီနှစ်ကထက်ဝက်ကိုကြသွားတယ်ပြီးလို့ချင်းတော့ဟိုဟာဒီအထူးစားစည်းတက်တာကဒီကြိတ်ဆက်သမားတွေဝယ်လို့တက်တက်တာမဟုတ်ပါဘူးဟိုရန်ကုန်ဘက်ကစီရအရောက်ဒီဘက်ကစားတိတ်မရှိတကကြာဒီဘက်ချမ်းကိုရောက်လာတကကြာစီရအဲ့လိုမျိုးမြင့်တက်သွားတာ စားစေးတထောင်ရဝင်လေတောင်သူတွေကစားမမရှိတယ်ရေဘလို့တက်ရနီလန်းစားစင်းလုံးခုံတက်လာပြီမဲ့စားအများစုဟာတောင်သူတွေလက်ထဲမှာမရှိတော့ဘဲတူလောင်သူနဲ့ပွဲစားတွေမှာကအများစုရှိတာကြောင့်စားတောင်သူတွေအနေနဲ့ဈေးနှုန်းမြင့်တက်မှုပေါ်အကျိုးခံစား권မရှိဘူးလို့သူကဆက်ပြောပါတယ်။တစ်ဖက်မှာလည်းနီလန်းစားလုပ်ငန်းတွေဟာအချိန်ကမဟုတ်ရာသီဥတုဖောက်ပြန်ပြီး ဧပြီလအတွင်းနေ့စဉ်နှီးပါမိုးရွာသွန်းခဲ့တဲ့အတွက်စားရသည့်မကုန်ခင် လုပ်ငန်းတွေရန်နာလိုက်ရတာကြောင့်လဲစားထွက်နှုန်းသိသာရောကျခဲ့တာပါ။ဒါ့အပြင် စားရသည့်ကာလအတွင်းကျန်းကျင်လုပ်သားရှားပါတာ73စီစဉ်လုံးမြင့်တက်နေတာအပြင်အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့်စားလုပ်ငန်းတွေကိုလျှော့ချလုပ်ကင်ခဲ့ကြတဲ့အတွက်ကြောင့်လဲစားထွက်နှုန်းနေခဲ့တာဖြစ်တယ်လို့စားတောင်သူတွေကပြောကြပါတယ်။ ငွေပြည်နယ်မှာတော့နေလန်းစားလုပ်ငန်းကိုပေါင်တန်ပြစည်းရနဲ့ရင်းမြုပ်နယ်တွေမှာအဓိကလုပ်ကင်ကြတာဖြစ်ပြီးနှစ်စဉ်စားတန်ချိန်၄000ကျော်ထွက်ရှိနေတာဖြစ်ပါတယ်